ခုလိုအစအစအရာရာဈေးတွေကြီးနေတဲ့ခေတ်ကြီးတဲမှာနော်အလုပ်အတွက် secondary ဖုန်းဝယ်ချင်တာပဲဖြစ်ဖြစ်အိမ်သုံးပေါ့နော်အာဖုန်းပြော YouTube ကြီးအဲ့လောက်ပဲသုံးချင်တဲ့လူကြီးမိဘတွေကိုဖုန်းဝယ်ပေးချင်တာပဲဖြစ်ဖြစ်လုပ်ငန်းရှင်တွေအတွက်အလုပ်မှာ reception မှာဖုန်းပြောဆာရဆန်လေးတွေဗာလေးတွေဓပုံရိုက်ဖို့ဘာညာရုံသုံးအကျန်းသုံးပေါ့ဗျာအဲ့လိုဖုန်းလေးတွေလိုနေတယ်အခုခေတ်ငွေဈေးတွေကလည်းဈေးများလို့ဈေးတော်တော်လေးတက်တာတဲ့ budget ဖုန်းရှာနေဆိုရင်ကျွန်တော်ဒီနေ့ ဖုန်းတစ်လုံးကို showcase လုပ်ပေးမယ်။အဲ Idea ရဲ့ super budget ဖုန်းတစ်လုံးဖြစ်တဲ့ Idea Power 70ဆိုတဲ့ကောင်ကခမည်းအတွက်ဖြစ်ကောင်းဖြစ်နိုင်တယ်။တစ်ချက်ကြည့်လိုက်အောင်။ Okay ။ TV ရှက်ဖတ်နေကြိုးဆိုပါရယ်။ပထမအဆုံးကျွန်တော်တို့ design mind ကိုကြည့်လိုက်မယ်ဆိုရင်တော့ဖြင့် budget ဖုန်းဆိုပေမဲ့ idea ရဲ့ပုံစံအတိုင်းပဲနည်းနည်းရုပ်ထွက်အောင်နော်ပေါ်ပေါ်ပပမဖြစ်အောင်တို့ queue ဆိုင်ပေးထားတယ်အနောက်ဘက်မှာ pattern line လေးတွေနဲ့ gaming ဖုန်းပုံစံ design လေးတို့ ဇာဆင်ပေးထားတယ်ပေါ့နော်ကင်မရာတွေကိုကင်မရာဘက်နဲ့မှထည့်ထားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့တလုံးချင်းစီခွဲထားတဲ့ပုံစံမျိုးလုပ်ပေးထားတယ်အမှုမဲ့အမှန်ပဲကြည့်လိုက်မယ်ဆိုရင်ကင်မရာ၃လုံးတန်းလို့ထင်ရပေမဲ့တကယ်တမ်းကတော့2လုံးပဲအောက်ကတစ်ခုက infrared port ကိုကင်မရာပုံစံလုပ်ထားတာသူက aircon တို့အိမ်က TV တို့ remote တို့အနေနဲ့လန်းသုံးလို့ရတယ်ပေါ့ဗျာဒီချက်လေးကတော့သဘောကျစရာကောင်းတယ်ပေါ့နော် budget ဖုန်းလေးမှာတော့မှဒီလိုမျိုးပါတယ်ဆိုတာလေးကတော့မိုက်တယ်ပေါ့နော်သူတက်ဈေးအများကြီးပေးရတဲ့ဖုန်းတချို့မှာတော့မှ ဒါမျိုးမရအောင်ပြီးတော့ပြောလို့ပြောတာတော့မဟုတ်ဘူးသူရဲ့ LED flash မီလီယာလေတော်တော်လေးလင်းတယ်အဲ back cover ရော base frame တွေကရောသူက classic ကိုပဲသုံးမိထားတယ်ပြီးတော့သူရဲ့ bevel frame တွေက flat design လေးကိုပဲသုံးထားတယ်အနောက်ဘက်မှာဒီကောင်းရဲ့အားသာချက်ဖြစ်တဲ့6000 mAh battery အကြီးပါတာကိုတည်အောင်လို့ marathon power ဆိုတဲ့စက်လုံးလေးထည့်ပေးထားတယ် battery က6000 mAh ပါပဲမဲ့အရင်ကြီးတော့လေသူက၄မိနစ် အလေးချိန်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်အကြီးကျဆိုရင်192ဂရမ်ကြည့်တယ်။ဒါမျိုးဖုန်းအတွက်ကတော့ပုံမှန်လေးချိန်ပဲပေါ့နော်။အထူးကလည်း8မီလီမီတာဆိုတော့ပုံမှန်ပဲဟိုထူပစ်နေတဲ့ထဲမှာတော့မပါဘူးပေါ့။ရေစုံနေနေပပခံနိုင်မဲ့ IP54 dust and water resistance လည်းပါတယ်။ Okay အရှိတ်ဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့6.67 inches ရှိတဲ့ IPS LCD display ကိုတွေ့ရမယ်။ Resolution ကတော့ကျွန်တော်တို့ budget phone တွေရဲ့ထုံးစံတိုင်းပဲပေါ့ဗျာ။ 720p ပေါ့ display refresh rate ကတော့ 120hz ဖြစ်သွားမယ်ဒါပေမဲ့ ideal s25 ultra လုံးကလိုပဲသူက display က 120hz ရပေမဲ့ soc က 90hz အထိပဲ support လုပ်တယ် setting ထဲမှာပဲ 120hz ရမယ် home screen မှာ 90hz ပဲရမယ်အခြား app တွေထဲမှာတော့ 60hz ပဲရတယ်နည်းနည်းတော့ဒူးဆန်းတယ် specs ထဲမှာတမျိုးအပြင်မှာ တောင်းရတဲ့ experience ကတမျိုးအလိုလိုဖြစ်နေတာပေါ့နော်700 nits brightness ရတာနဲ့ water drop notch မသုံးပေးထားတာနဲ့နေမယ်ပြောမှဆို punch hole လေးသုံးပေးထားတာနဲ့နေမယ်မဆိုးဘူးပဲပြောရမှာပေါ့ bezel လေးတွေကတော့နည်းထူတယ်ချင်းလေးကလည်းနည်းနည်းကြီးတယ်ဒါကြောင့် phone ဖြစ်တဲ့အခါကျတော့ဒါအပြစ်ရယ်လို့တော့လည်းကျွန်တော်တို့ပြောလို့မရဘူးဘာလို့လဲဆိုတော့ဒါပုံမှန်ဖြစ်နေတာပေါ့ကျွန်တော်တို့ YouTube video တွေကြီးကြီးရတဲ့လောက်က LCD ဖြစ်နေပြီမဲ့အရာတွေကအရင်ကြီးမွန်းမွေးနေဘူး နည်းနည်းလေးခက်ဆူဆူလေး saturation ကောင်းကောင်းလေးဖြစ်အောင်လို့သူတို့လုပ်ပေးထားတယ်။အကျွန်တော် YouTube ကြည့်နေရင်လည်းအတန်းနှောင်းကြည့်ရတဲ့လောက်ကတော့သူ့ရဲ့ speaker က mono speaker ဆိုတော့ sound quality ကတော့အရင်ကြီးအားရစရာတော့မရှိဘူး။အတန်ကတော့လုံလုံလောက်ကြည့်တယ်။ကင်မရာဘိုင်းအနေနဲ့မှာသူက main camera 13 megapixel နဲ့8 megapixel selfie camera နဲ့ကိုသုံးထားတယ်။အပုံတွေရိုက်ကြည့်တဲ့လောက်ကတော့ကျွန်တော်တို့ budget phone camera တွေဆိုတော့အရင်ကြီးတော့ မမျှော်လင့်ထားစေချင်ဘူးပေါ့နော်။နေကင်းဘက်ရိုက်မယ်ဆိုရင်တော့မှ noise နည်းနည်းလေးပါခြင်းနဲ့ပြီးတော့ selfie 8 megapixel ကလည်းအခုမြင်ရတဲ့အတိုင်းပဲ။သူ့မှာ 3D မှာ beauty effects တွေပါနေမျိုးမရှိဘူး။တဘာဝဆန်ဆန်ပဲဒါထူးဆန်းတယ်တယုံတယုံ budget phone တွေမှာ effect တွေပြည်နေတဲ့တာမျိုးများတယ်အဲသူရဲ့ quality ကအလှတဲ့ပုံရိုက်ဖို့လောက်အထိကတော့မကောင်းဘူးပေါ့ဗျာတကယ်မလားစော်လေးတွေပဲများဖို့လောက်အထိကတော့မကောင်းဘူးဒါပေမဲ့ online learning လုပ်ဖို့ video call လုပ်ဖို့အဲအဲ့လိုမျိုးတွေအတွက်ကတော့အဆင်ပြေပါတယ်ပုံလေးတွေကိုကျွန်တော်တို့ဆန်းရကြည့်ပေးထားတယ်ဆက်ရှိုးကြည့်လိုက် โอเค performance အကြောင်းကိုဆက်မယ်သူ့မှာတုံးပေးထားတဲ့ SOC က MediaTek ရဲ့ Helio G50 Ultimate ဆိုတဲ့ကောင်12 nanometer SOC ပေါ့နော်ဒီ SOC က low end SOC ကိုမှမှ core 6ခုလုံးကို Cortex A53 တွေကြီးပဲတုံထားတာပြောမယ်ဆိုတော့ power efficient ဖြစ်အောင်အဓိကလုပ်ပေးထားတဲ့ SOC ပြောရရင် တော့ကျွန်တော်တို့မြင်ဘူးနေကြ Helio G35 ကိုမှ overclock လုပ်ထားတာ G35 ချက်5 to 10%လောက်အမြန်တယ်ဒါပေမဲ့ဘလို့နီးနေမှာတော့ game ဆော့လို့အဆင်ပြေမဲ့ SOC မဟုတ်ဘူး ကျွန်တော်ပုံမှန်ဆိုရှယ်မီဒီယာသုံးတာရုပ်ရှင်ကြည့်တာမျိုးမှာတော့အရင်ကြီးထင်မနေဘူးသုံးလို့ရတယ်ဒီ SSD ကို RAM 6GB ရဲ့ Storage 128GB ရဲ့နဲ့သုံးပေးထားတယ်ဥပမာလင်းလင်းပြောရမယ်ဆိုရင်တော့ဖြင့်၄သိန်း၆တောင်းဆိုတဲ့ဈေးမှာဒီ SSD ထက်ပိုကောင်းတာလေးပါရင်တော့အများကြီးပိုကျေတူတင်မိမှာပဲဥပမာအပြင် Helio G88 လောက်ဖြစ်ဖြစ်ပေါ့အခုကြည့်ရတာတော့သူကအားပိုခံမှုကိုဦးစားပေးထားပြီးတော့ SSD ကဘယ်လိုပြောမလဲ power efficiency ပိုကောင်းတာမျိုးကိုသူတို့ရွေးသုံးထားတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ် ကျိုးရဲ့ယွန်းတူအေကြီးရတာတွေ charging case ထည့်ပေးထားတာတွေအဲ့ဒါတွေကြောင့်လည်းဒီဈေးဖြစ်သွားတာပေါ့နော်အဲ့လိုတော့ထင်ပါတယ်။ဟောပြီးတော့သူ့မှာ sim card နှစ်ကက်စလုံး plus sd card ရောတစ်ခါလေးသုံးလို့ရတယ် triple slot ပေါ့နော်ဆိုတော့ storage မလောက်မှာပါညာစိတ်ပူစရာမရှိဘူးစိတ်ရှည်တီးခံနိုင်မဲ့သူတွေအတွက် game လေးတွေကိုကျွန်တော်တို့ဒီမှာစမ်းစော့ပြထားတယ်တစ်ချက်လောက်ကြည့်ကြည့်လိုက် security ဘက်မှာလည်းဒီဖုန်းက ်ဘတ်ဂျက်ဖုန်းဆိုပေမဲ့ side mounted fingerprint လေးတော့ပါသေးတယ်။သုံးကြည့်ရသလောက်လဲ physical fingerprint ဆိုတော့ညံ့ပါတယ်သို့ပါဘူးပေါ့နော်။ Okay battery life အကြောင်းကိုဆက်ပြောမယ်။ဘာ low performance SoC ကို 6000mAh battery နဲ့တွဲပေးထားတာဆိုတော့ battery bank ကတော့တော်တော်လေးကိုအားခံတာ mobile legend ကို15မိနစ်တပွဲဆော့တာ4%လောက်ပဲအားကုန်တယ်အားကုန်သွားလို့ပြန်သွင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့18ဝက်နဲ့အားပြန်သွင်းလို့ရမယ်ကျွန်တော်သွင်းကြည့်ရတဲ့လောက်ကတော့ 6000mAh ကို18ဝက်နဲ့အားသွင်းတာဆိုတော့ နှစ်နာရီခွဲဝင်ကျင်တော့ကြာမယ်ဘူးရဲမှာအသင်းကျိုးရောအဒပ်တာရောတခါလေးပါပြီးသားပြီးတော့ကာဗာလေးပါထည့်ပေးထားသေးတယ်။ဒါကာဗာလေးတက်သုံးမယ်ဆိုရင်လက်ထဲမှာပို့ပြီးတော့ကင်လို့အဆင်ပြေသွားတယ် grip ပိုကောင်းသွားတယ်။ဟိုအရင် budget phone တွေလိုမျိုးအမ်တန်ဝက် charging လောက်နဲ့မဟုတ်ဘဲနဲ့18ဝက်လောက်ဖြစ်လာတာကိုလည်းသဘောကျတယ်။တန်ဝက်နဲ့သာဆိုလို့ရှိရင်6000 mAh ဆိုလို့ရှိရင်တမိတမော၄နိုင်လောက်အောက်သွင်းရမယ့်သဘောမှရှိတယ်။ရိုးရိုးကာဗာအပြင်ကိုဒီကောက်မှာအခုပြထားတဲ့ charging case ဆိုတဲ့ကောင်လေးလည်းပါတယ်။ဒီကောင်တက်သုံးမယ်ဆိုလို့ရှိရင်ဖုန်းက 6000 mAh နဲ့နောက်ထပ်4000 mAh နဲ့ထပ်ပေါင်း1000 mAh အထိရသွားမယ့်သဘောဖြစ်သွားတာပေါ့ပြောမှဆိုဖုန်းလားပါဝါဘန့်လားပြန်မေးယူရတဲ့အနေထားဖြစ်သွားတာပေါ့ဒါမှသိတဲ့အတိုင်းပဲတော့ဖုန်းထဲမှာဘက်ထရီတရိုက်ထည့်ထားတာမဟုတ်ဘဲနဲ့အားသွင်းပေးတဲ့ charging case ဖြစ်တဲ့အတွက် energy loss ဖြစ်မှာပါညာနဲ့ဟိုကျွန်တော်4000 mAh ကအပြည့်အဝတော့ဖုန်းထဲကိုဝင်မှာမဟုတ်ဘူးဒါပဲပြော technically ကတော့1000 mAh လို့ပြောလို့ရတယ်ငကိုတွေကအားခံပါတယ်ဆိုတဲ့အထဲမှာမှအဲ့ဒါပါထားလိုက်ထည့်ပေးထားတာဆိုတော့ဒီဖုန်းက ဟိုးအရင်ဟို record phone တွေလေးပြင်မလား battery 1000 mAh လောက်ပါတဲ့ဖုန်းတွေနဲ့နေလန်းငါလာဖြစ်သွားရော case ရောဖုန်းရောကိုအားအပြည့်သွင်းထားရင်၃ရက်လောက် easily ထိုင်ပြီးတော့ရက်ခတ်ပြီးတော့သုံးလို့ရတယ်ဒီ charging case က quality လေးလည်းမဆိုးသူတက်ထားတဲ့အချိန်မှလည်းမတရားကြီးထူသွားတာမျိုးမဟုတ်ဘူးတော့အဲ့ဒါလေးလည်းအဆင်ပြေတယ်ပေါ့နော်အခုရောင်းနေပြီဖြစ်တဲ့ညရသည်မီးပြတ်ရက်နေတာတော့အကိုက်ပဲ cover တက်ပြီးတော့ပြန်ချို့ရတာတော့ဟိုကနည်းနည်းလေးခတ်တယ် okay ဆိုတော့ ကျွန်တော်အစလုံးကပြောခဲ့တဲ့လိုမျိုးပဲပေါ့နော်ဒီဖုန်းကဘက်ထရီမဟာရီယာခံတဲ့ secondary ဖုန်းရှာနေတဲ့သူတွေအိမ်ကလူကြီးတွေအဲသူတို့ဝယ်ပေးခြင်းညာပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်အာလုပ်ငန်း၃ဖုန်းအတွက်သုံးညနေဆိုတဲ့သူတွေအဆင်ပြေတယ်အဲ game နည်းနည်းပါးပါးဆောင်းနေဆိုရင်တော့ဒီတက်နည်းနည်းပို့သုံးပြီးတော့ ideal s25 တို့ s25 ultra တို့အဲကောင်တွေကိုဝယ်ဖို့အကြံပေးခြင်းတယ်ခမန်းစင်းတော့က၄သိန်း၆တောင်းဝင်းကျင်လို့တော့ပြောတယ်ဆိုတော့ခမရတို့ရောဒီဖုန်းကိုဘယ်လိုမြင်လဲအောက်က comment နဲ့မှာဝင်ရောက်ဆွေးနွေးခြင်းခွန်တော်လို့ရပါတယ် โอเคနောက်နေ့မှတွေ့ရပါဘော